အားလုံးပဲမင်္ဂလာပါ Sport Round U ဆိုတဲ့အစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ကဲအခုကျွန်တော်တို့ရောက်ရှိနေတာကတော့ Little Legend Football Academy ကိုပါ။ဘာတွေမေးမလဲဆိုတာကျွန်တော်နဲ့အတူတူပါချီချူဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ Like ခဲ့ပါအောင်။ကတော့မင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါဗျာ။ကတော့နာမည်ဘယ်လိုခေါ်တော့ကျွန်တော်နာမည်မော်ဟန်သာထက်အောင်ပါဗျာ။ဒါဘောလုံးကစားတာဝါသနာပါလို့ဒီ Academy ကိုရောက်လာတာပေါ့နော်။ဟုတ်ကဲ့။ဒါအကြိုက်ဆုံးဘောလုံးသမားတော့ရှိမှာပေါ့နော်။အဲ့တော့ဒါအကြိုက်ဆုံးဘောလုံးသမားကဘယ်လိုတော့ကျွန်တော်မက်ဆီဗျာ။မက်ဆီကိုကြိုက်တာ ်မက်ဆီကိုကြိုက်တယ်ဆိုလို့ရှိရင်တားအားပေးတဲ့ကလပ်ကဘယ်ကလပ်အသင်းဖြစ်မလဲဘာကောဘာစီလိုနာပေါ့နော်အခုဘာစီလိုနာမှာမက်ဆီမရှိတော့ဘူးဆိုတော့ဘာစီလိုနာကိုပဲအားပေးလားမက်ဆီနောက်ကိုလိုက်ပြီးအားပေးလားဘာကပဲဗျဘာက only fan ပေါ့ဟုတ်လားအဲ့တော့သူကတောင်းမေးခွန်း၃ခုမေးမယ်မေးခွန်း၃ခုလုံးမှအောင်ဖြေနိုင်ရင်တောင်းဦးကလက်ဆောင်ချိမြင့်မယ်ဟုတ်ကဲ့နော်ဖြေမလားဖြေမယ်ဗျအဲ့တော့သူဘာစီလိုနာအကြောင်းရယ်မက်ဆီအကြောင်းရယ်မေးမယ်နော်တောင်းပြီးကြည့်ပေးနော်ဟုတ်ကဲ့ဘာစီလိုနာမှာ ဟုတ်ကဲ့ဘရာဇီးကစားသမား၃ယောက်ရဲ့နာမည်လေးပြောပြပါဦးအဲနေမာရဲ့ဒီကိုရဲ့ရော်နယ်ဒိုရော်နယ်ဒိုရဲ့၃ယောက်နော်ဟုတ်ကဲ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်မက်ဆီနဲ့ပတ်သက်ပြီးတော့မင်းမယ်နော်မက်ဆီကဘာစီလိုနာကနေဖတ်သွားပြီးတော့အခုဘယ်ရောက်နေတော့အဲအင်တာမိုင်ယာမီအင်တာမိုင်ယာမီရောက်နေတယ်ဟုတ်ပြီနှစ်ခုမှန်သွားပြီနော်နောက်ဆုံးတစ်ခုသားကိုမေးမယ်နော်ဟုတ်ကဲ့ဒါကတော့ဘောလုံး knowledge ပေါ့နော်ဒါမက်ဆီနဲ့တွဲကစားတဲ့ကစားသမား၃ယောက်နာမည်ပြောပေးနေမာဖော်ရက်စ် အင်းအင်းနီစတာအင်းနီစတာဟုတ်ပြီတော်လိုက်တာတာသုံးလုံးမအောင်ပြနိုင်တဲ့အတွက်အော်ဒီကနေပြီးတော့ဂွန်ပြူစုချိမြင့်မယ်နော်ကျေးဇူးများကြီးတင်ပါတယ်တာတာ thank you ပါကျေးဇူးတင်ပါတယ်